မြန်မာစစ်ကောင်းဆောင်က လာမယ့်ဒီဇင်ဘာ28ရက်ရွေးကောက်ပွဲအပြီးအစိုးရတက်လာရင်လက်နက်ကင်အဖွဲ့တွေကရက်တီဖို့ခက်ခဲနိုင်တာကြောင့်ရွေးကောက်ပွဲအနှောင့်အယှက်ဖြစ်အောင် လုပ်နေတာလို့စွပ်စွဲပြောဆိုလိုက်ပါတယ်။ပြင်းဥလင်မျိုးကိုရောက်နေတဲ့မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်က ပြင်းဥလင်စစ်တပ်ကတူမှာဒီဇင်ဘာ3ရက်ကပြုလုပ်သွားခဲ့တဲ့ဗိုလ်တင်တန်းစင်ပွဲ မေကွန်မှာအခုလိုပြောလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုမကြမီမှာကျင်းပမှာဖြစ်ပေမယ့်ဖြက်လို့ဖြက်စီလုံနေသူတွေကရွေးကောက်ကံအစိုးရပေါ်လာရင် နေရာပြောက်သွားမှာဆိုလို့ရွေးကောက်ပွဲကို ဖြက်စီနေကြတာဆိုပြီး အပြစ်ဖို့သွားတာပါဒါအပြင်ရွေးကောက်ပွဲကိုနှောက်ရက်ဟန်တားနေသူတွေရှိနေတဲ့အတွက်ကြောင်းစင်းသွားတဲ့ဘိုလောင်းတွေ အနေနဲ့တက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေကိုရောက်တဲ့အခါမှာရွေးကောက်ပွဲအတွက်ကူညီပေးဖို့လဲစစ်ကောင်းဆောင်ကပြောပါတယ်ပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင်လက်နက်ကင်အဖွဲ့တွေကို ဥပဒေပေါင်းတဲ့ဝင်ရောက်ဖို့ဖိတ်ခေါ်တယ်လို့ဆိုပြီးထပ်ပြောလာပါတယ်။ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လမ်းစဉ်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ရည်မှန်းချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေကိုဥပဒေပေါင်းတဲ့ဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့လည်းမဲအွန်လိုင်းကပြောဆိုလာတာပါ။2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုကြောင့် တက်မတော်ကအမျိုးသားနိုင်ငံရေးတာဝန်ကိုထမ်းဆောင်ရချိန်မှာ NUG CRPH အဖွဲ့တွေရဲ့ဝါရမိုင်းတိုက်ပြီးလူငယ်တွေလက်နက်ကင်စီတဲ့လမ်းစဉ်ကြောင်းလူဆွမ်းအားအရင်မြင့်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်လို့လည်းစစ်ကောင်းဆောင်ကဆွဆွဲထားပါတယ်။ဒါအပြင်အပြစ်ရထားတဲ့တိုင်းရင်းသားလက်နက်ကင်တွေအနေနဲ့နိုင်ငံရေးအပြောင်းလဲဖြစ်စဉ်ကို အကြောင်းပြလက်ညှိုးထိုးပြီးဂတိကဝတ်တွေချိုးဖောက်လို့ငြိမ်းချမ်းရေးလမ်းကြောင်းကနေ တွေ့ဖယ်သွားတယ်လို့လဲစစ်ကောင်းဆောင်ကအပြစ်တင်ပြန်ပါတယ်စစ်တပ်အနေနဲ့နိုင်ငံအတွက်အ धिक အရေးကြီးတဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငြိမ်းချမ်းရေးကို လိုချင်ရင် ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအထက်စီးကနေပြောဆိုသွားပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာတရက်နေ့ကလည်းဇီးပင်ကြီးဝန်ထမ်းတက္ကသိုလ်ကိုတွားရောက်စဉ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာ စစ်တပ်နဲ့တဟဇာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုဆန္ဒမဲပြီးရွေးချယ်ဖို့ပြောဆိုခဲ့ပါသေးတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲဟာလွတ်လပ်မှု တရားမျှတမှုကင်းမဲ့ယုံတာမကဒေသတွင်းမတည်ငြိမ်မှုတွေနဲ့လူမှုပေါ်ဖိနှိပ်မှုတွေကိုသာပိုတိုးလာစေနိုင်တယ်လို့ကုလသမဂ္ဂကလည်းသတိပေးထားပါဗျ။